ကျောင်းလူမိုက်တွေကတန်းလေးရောက်လာတဲ့သမိုင်းစရာအစ်တစ်ကအသွင်ယူအေးရှင်တယောက်ဆိုတာမသိခဲ့ဘူး။ရုပ်ရှင်စမှာတော့ဒေမီယန်ဆိုတဲ့ဒူတယောက်ကမွေးရကိုင်းတစ်ခုတည်းကိုအရက်ဝဲဂျပန်အဆင့်နဲ့အလုပ်ဆောင်ဝင်ပြီးထောက်လန်းရေးကိစ္စတွေကိုလုပ်နေခဲ့ပါတယ်။အစားတော်ကတော့သူ့ကိုဘယ်သူမှရဲတယောက်လို့မတင်ခဲ့ကြပါနဲ့။မော်ကိုကိစ္စမှာအန်တိုနီရဲ့ဘောစီကတော့ဒေမီယန်ကိုရဲတယောက်မှတင်နေနေခဲ့ပါပြီ။သူကိုယ်တိုင်နဲ့အစားတော်ကတော့ဘူးတလုံးဆောင်အိုရောင်မစင်းရဲဆိုသလိုအကုန်လုံးကိုဖင်ပိတ်ငင်းခဲ့ပါပဲ။နောက်ဆုံးမှာတော့ရဲတယောက်လို့ဝန်ခံလိုက်ရပြီးချင်းချင်းပြစ်ခတ်မှုတွေဖြစ်ကုန်ကြပါတယ်။ အဲ့ဒီမွေးရကိုင်းနဲ့ဗားရပြန်ကြားရပြန်တိုက်ခတ်ခဲ့ပေမဲ့သူ့ရဲ့တကယ်အစ်စ်မှန်ဘွားကိုတီးသွားပြီးတဲ့နောက်မှာတော့သူအရင်ဆုံးတတိယသွားတဲ့အချက်တစ်ချက်ရှိခဲ့ပါလိမ့်။အဲ့ဒါကတော့သူ့အိမ်မှာတယောက်တည်းကြံနေခဲ့တဲ့အတူနေချစ်သူဖြစ်တဲ့ကောင်မလေးကိုပါပဲ။ဒီလိုနဲ့ဒေမီယန်လည်းရန်ပွဲအလဲကနေမရရအောင်အိမ်ကိုပြန်ပြေးလာခဲ့ချိန်မှာတော့အယားယားဟာနှုတ်ချသွားခဲ့ပါပြီ။မွေးရရာဇာတွေကဒေမီယန်ရဲ့အချက်လက်တွေကိုအရင်ကြိုပြီးရထားတာကြောင့်သူရောက်မလာခင်မှာပဲကောင်မလေးကိုတပ်ဖြတ်ပြစ်လိုက်တဲ့အတွက် လူစိုးရိကြတဲ့စာနီနာလုံးနဲ့ဒေမီယန်ခင်ဗျာအသေးကိုအရှင်လက်လက်လမ်းကျိတ်ဆက်နဲ့အနည်းခံလိုက်ရသလိုတပွားလုံးကြည်ကြသားရပါတယ်။ရုပ်ရှင်တော်ကမ်းမှာတော့မိုက်ကယ်လို့ခေါ်တဲ့ចောင်းစီယာတယောက်ကအတန်းထဲမှာចောင်းသားတယောက်မကြာခဏပျောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကောင်းခဲနေခဲ့ပါတယ်။အဲဒီမောင်ចောင်းသားကအသက်မပြည့်ဒေးကင်မှာပဲမူရစေဝါဆွဲလန်းလုံးပြီးတော့မကြာခဏကျမ်းမာရေးလဲဖောက်တက်လုံးလို့အခုတစ်ခေါက်လဲရဲခေါ်ပြီးတော့အကြောင်းကြားလိုက်ရပါတယ်။ တကယ်တော့သူတို့မြိုင်သားရမျိုးလေးမှာကမွေးရဆေးဝါးတွေအမတန်ပေါများနေတဲ့ပြဿနာကအကြီးအမားဆုံးဖြစ်နေပြီးအာနာပိုင်တွေကဆာဘယ်သူမှမပြေရှင်းနိုင်ခဲ့ပါဘူး။ဒါနဲ့မိုက်ကယ်လည်းတာဝန်သည့်ចောင်းစီယာတယောက်ပြီးပြီးသူတို့အတန်းတွေကចောင်းသားဆိုတဝက်လောက်ကမွေးရဆေးဝါးဆွဲနေကြောင်းဒီနယ်တဝိုက်ကိုမင်းလာပြီးတော့မွေးရခေါင်းဆောင်ကိုလာဖမ်းပေးပါလားလို့တငယ်ချင်းဖြစ်သူဒေမီယန်ကိုကူညီတောင်းလိုက်ပါတယ်။ဒီချိန်မှာဇာလက်ယောကြီးဒေမီယန်ကတော့သူ့ချစ်သူကောင်မလေးသူ့ပြောကကြောင့်ဇုံသွားခဲ့ရတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရက်တွေဖိတော့ကရှက်ကီတမားလုံးလုံးဖြစ်နေခဲ့ပါပြီ။ဒီမြန်ကတော့သူမလုံးနိုင်ကြောင်းလူဆိုရာတေမျိုးမို့လို့တနေ့တေးရမှာပဲလွှတ်ထားလိုက်လို့ငင်းလိုက်ပြီးတော့အရက်ပဲဆက်တောင်းနေခဲ့ပါရဲ့။တငယ်ချင်းဖြစ်သူရဲ့အကူအညီမရချိန်မှာတော့မိုက်ကယ်ကသူတယောက်တည်းဒီမွေးရဲ့ဇေဝါကိစ္စကိုတားဆီးဖို့အတွက်စပြီးတော့စူးစမ်းခဲ့ပါရဲ့။မွေးရဲ့ဇေဝါတွေတင်းစီထားတယ်လို့ចောင်းဆရာယုံကြည်တဲ့နေရာကိုသွားဖောက်ချိန်မှာတော့သူတယောက်ကိုအဆောင်လူမိုက်တယောက်ကရောက်ချလာခဲ့ပါရဲ့။ နောက်ဒီနေ့မနေ့ဒေမီယန်အိယာကနိုးလို့တင်းပွင့်ကြီးလိုက်ချိန်မှာတော့မေတာအမျိုးကကြောင်းစီယာတယောက်ရဲရဲဆက်ဆက်တက်ခံလိုက်ရတဲ့တင်းကဟိုလီကြော်ကြော်ဖြစ်နေခဲ့ပြီးအဲ့ဒီသူကလည်းမင်းကြီးကသူ့စီကိုဖုံးဆက်ကူညီတောင်းခဲ့တဲ့သူ့ငွေချင်းမှန်တီးလိုက်ရပါတယ်ဒီနောက်မှာတော့ဒေမီယန်လည်းအရက်စားဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီးတော့ဒီမှုကိုသူကင်မှုတွေးလိုက်ပါတယ်ချက်ချင်းပဲသူ့ငွေချင်းအိမ်ကိုသွားခဲ့ပြီးအိမ်မှာတယောက်တည်းကြံနေခဲ့တဲ့ငွေချင်းရဲ့သားကိုသွားပြီးတော့နှစ်သိမ့်ပေးပါတယ်အဲလစ်ကတော့သူ့ဖေကူညီတောင်းတာကိုညင်လိုက်တဲ့ဒေမီယန်ကိုအညိုတေးဖြစ်နေခဲ့ပြီး သူသာကူညီလိုက်ရင်သူ့ပဲမသေးနိုင်ဘူးလို့တင်နေခဲ့တာပါဒီနောက်မှာတော့ဒီမီယန်ကသူ့ကိုယ်သူနယ်ပြောင်းလာတဲ့ចောင်းစီယာတယောက်လိုဟန်ဆောင်ပြီးတော့မိုက်ကယ်လှုပ်လှုပ်ခဲ့တဲ့ចောင်းမှာအလုပ်သွားလျှောက်ပါတယ်အဲဒီចောင်းကဘယ်ចောင်းစီယာမှလာအလုံးမလုပ်ခြင်းနဲ့နိုင်မီဆိုးနဲ့ចောင်းဖြစ်တာကြောင့်မိုက်ကယ်လိုအလုပ်တဲ့လာလျှောက်တာကိုဝန်ထမ်းတွေကဝမ်းသာနေကြပြီးတော့ចောင်းစီယာကြီးကိုယ်တိုင်ထွက်ပြီးတော့ကြိုဆိုခဲ့ပါတယ်အလုံးစားဝင်တဲ့ပထမနေ့မှာပဲမိုက်ကယ်တည်ဆုံးမှုအတွက်ချထားတဲ့ဘန်းစီတွေကိုចောင်းသားဆိုးတွေကယူပြီးတော့ဆော့နေကြလို့ဒေမီယန်ကဝင်ပြီးတော့ပြင်သာပေးလိုက်ပါတယ် ဒီចောင်းသားစိုးတွေကဒေမီယံအចောင်းကိုမသိနားမလဲသေးတဲ့အချိန်မှာចောင်းလုံးဂျုံရေးကိုတာဝန်ယူထားတဲ့အိုလီဗာကဝင်ပြီးတော့ဖြေရှင်းလိုက်လို့ပြဿနာကပြေလည်သွားခဲ့ပါတယ်။အဲဒီနောက်သူစာတင်ရမယ့်အခန်းလေးကိုရောက်တော့လေចောင်းသားတွေကသူ့ကိုအရင်လိုမျိုးခန့်ညံ့ညံ့ចောင်းစီရတယောက်ထင်ပြီးတော့ကိုလုတ်ချင်ရပဲကိုလုတ်နေခဲ့ကြပါတယ်။ဒီចောင်းသားစိုးတွေထဲမှာဖပိယောကောင်းလို့အမည်ပေးထားတဲ့လူမိုက်တယောက်လည်းရှိနေခဲ့ပါတယ်။ဒေမီယံကအဲဒီကောင်ကိုចောင်းမန်းကံမန်းတိအောင်ပညာပေးကဏ္ဍချိန်ပါပဲ။လုံညွှန်းကောင်းသောအိုလီဗာဝင်ရှင်းပေးလိုက်လို့ပြေလည်သွားခဲ့ပါတယ်။ အရင်ညနေခင်းမှာပဲဒေမီယန်တို့အကြောင်းကအကြောင်းဆရာမတယောက်ကားပါကင်စီကိုလာခြင်းမှာတော့ပျော်ကောင်းတဲ့သူ့ရဲ့လူမိုက်ဘော်ဒါတွေကဝိုင်းပြီးတော့နှောက်ရှက်ကြပါတယ်။တစ်ဖက်မှာလည်းဒေမီယန်ရဲ့ကားကိုစီးလို့မရအောင်တမောင်လေးနဲ့ထိုးထားလို့အသေးကွဲလူမိုက်ကြီးလည်းအိမ်ပြန်ဖို့အခက်တွေ့နေခဲ့ရပါတယ်။အဲနောက်ကားပါကင်မှာမိုက်ကြီးခွဲပြီးတော့လိုရင်နေတဲ့ပျော်ကောင်းတို့အဖွဲ့ကိုတွေ့လာတဲ့ဒေမီယန်လည်းသူ့ရဲ့လက်သီးစွမ်းကိုထုတ်ပြခဲ့ပြီးကျောင်းသားလူစိုးတွေကိုတယောက်ပြီးတယောက်ထိုးချိန်လိုက်ပါတယ်။အိနေကစားလို့ကျောင်းဆရာမလေးဆိုဖီယာနဲ့ဒေမီယန်တို့နှစ်ယောက်ကတယောက်ကိုတယောက်ယင်းပြီးသွားခဲ့ကြပါတယ် တကယ်တော့မြန်တရားမှာနာမည်ကြီးနေတဲ့မွေးရဲ့ဂိုင်းကိုဦးဆောင်နေခဲ့တဲ့သူကတခြားသူမဟုတ်ပါဘူး။အဲဒီလူကဒေမီယန်တို့ចောင်းကလုံခြုံရေးခေါင်းဆောင်အိုလီဗာပဲဖြစ်ပြီးတော့သူကဒီနယ်ကြောမှာပစ္စည်းတွေဖြန့်ဖို့တာဝန်ယူထားတဲ့သူလည်းဖြစ်ပါတယ်။မနေ့ရက်ချင်းမှာတော့ဒေမီယန်ရဲ့မန်နေဂျာကလူဆိုးတွေကိုပညာပေးခဲ့တဲ့ဗီဒီယိုဖိုင်ကအပြင်မှာပြန့်နှံ့နေပြီးတော့ဆရာရီကြားမှာလည်းနာမည်ကြီးနေခဲ့ပါတယ်။ဒေမီယန်ကိုယ်တိုင်လည်းအဲဒီဗီဒီယိုဖိုင်ပဲကနေစာပြီးပေါက်လာခဲ့တယ်လဲဆိုတာမသိပေမဲ့လည်းဒီလိုနာမည်ကြီးနေတာကအတုအတွက်မကောင်းဘူးလို့သိလိုက်ပါတယ်။ ါမဲ့လည်းတစ်ဖက်မှာတော့အတန်းထဲမှာသူတပည့်တွေရဲ့ယုံကြည်အားကိုးမှုကိုရသွားပြီးတော့အတတ်ပညာတွေပြင်ចောင်းပိတ်ရက်တွေမှာလည်းကိုခံပညာကိုအခမဲ့သင်ပေးရပါတော့တယ်ဒီလိုနဲ့ဒေမီယံတယောက်မြန်သာအเจ้าမှာဆရာကောင်းတယောက်ဖြစ်လာခဲ့ပေမဲ့မိုက်ကယ်ရဲ့တူဦးဒီတော်သားလေးကတော့အခုချိန်ထိကိုသူ့ကိုမယုံကြည်သေးပါဘူးဒီနေ့ဒီသူ့ပဲတည်ဆုံးခဲ့ရတာကိုဒေမီယံအပေါ်အပြစ်ပုံချနေခဲ့ပြီးတော့သူ့ဘလို့မှရှင်းပြလို့လည်းမရခဲ့ပါဘူးအဲ့ဒီချိန်မှာပဲလောပေါ်ကန်ဘက်ဆိုဖီယာနဲ့လည်းခင်မင်ရင်းနှီးတဲ့အဆင့်ထက်ပိုလာပြီးတော့ ညာဘက်တွေနှစ်ယောက်အတူတူညစာထွက်စားခဲ့ကြပါတယ်။ဒါကြောင့်မတော့ဆိုဖီယာကသူကန်းတဲ့ကိုဒီမီယန်ကိုအပါခေါ်ခဲ့ပြီးတော့ဝတ်စားတွေသွားလဲကရမက်ပြည့်နဲ့လမ်းရှာလိုက်ချင်မှာတော့ဒီမီယန်စိတ်ထဲမှာကွယ်လွန်သွားတဲ့သူ့ရဲ့ချစ်သူပုံရိပ်တွေကတန်းစီပြီးတော့ပေါ်လာခဲ့ပါတယ်။ဒီမညာဆိုကြီးတွေကြောင့်ပဲသူတို့နှစ်ယောက်ပါဆိုဘာမှမဖြစ်လိုက်ခင်ပါပဲ။ရုတ်တရက်အတူမအိတ်တော့ဘူးလို့ပြောပြီးတော့ဆိုဖီယာကနေပေါ်ကနေအပြင်ထွက်လာခဲ့ပါတော့လေ။ဒေမီယန်နဲ့ဆိုဖီယာတို့နှစ်ယောက်တူကိစ္စဖြစ်နေချိန်မှာပဲကျောင်းထဲမှာဆေးဖြတ်နေတဲ့ကျောင်းသားနဲ့မိုက်ကယ်တားဖြစ်သူတို့ ကျောင်းစင်းချိန်မှာရန်ကြီးကျယ်ဖြစ်ကုန်ကြပါလေ။ဈေးပြန်တဲ့ကျောင်းသားကမသေးသင့်သူတွေရဲ့အသက်မသေးခြင်းရဲ့ဒီကိစ္စကိုလှုပ်ပြီးဆိုပြီးတော့အရာတစ်ခုစီခိုင်းလိုက်ပါလေ။နောက်တနေ့မနေ့ဒေမီယန်ကျောင်းသားချိန်မှာတော့တွေးသည်မလူတွေအကုန်လုံးကသူ့ကိုတန်တရားမျိုးလုံးတွေနဲ့ကြည်နေခဲ့ပါလေ။အကျောင်းကတော့မိုက်ကယ်တယောက်ဖူးရောင်နေအောင်ထိုးခံရပြီးတဲ့နောက်မှာတော့ဘာမှပြန်မလုပ်နိုင်လို့ကျောင်းသားတွေကဆရာကိုပြစ်တင်နေကြတာပါ။ဒါနဲ့ရေသားဟောင်းကြီးကလည်းသူ့တန်းထဲကကလေးတွေကိုအသေးချာကိုကံပညာသင်ပေးဖို့သဘောတူလိုက်ပြီးတော့ ကျောင်းစင်နာနဲ့အားကစားရုံဟောင်းကြီးထဲမှာအသေးချာကြာကြာနန်းနာကိုလေ့ကျင့်ခန်းတွေကို training ပေးပါတော့လေ။အဲဒီအချိန်မှာဒီမီယန်ကတော့အရင်နေ့ညကဇာဂာနီဆဲဆဲမှာတွေ့ဝဲမှုတွေဖြစ်လို့မစားလိုက်ရလို့နောင်တရပြီးတော့ဆိုဖီယာနဲ့ပြန်ဆင်ပြောင်းကြိုးစားပါတော့လေ။ဆိုဖီယာကတော့အခုလိုနှစ်ယောက်တူတူအိတ်တော့မလို့ဖြစ်ခါနေတာမှဒီလိုထပြန်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မကျေနပ်မချမ်းနိုင်ဖြစ်နေခဲ့လို့မကုံမပြောနိုင်ဖြစ်နေခဲ့ပါလေ။တကယ်တော့ဒီမီယန်ကအားလိုက်ချိန်တွေမှာသူ့တငယ်ချင်းကိုတတ်ဖြတ်ခဲ့တဲ့မူရဲ့ကိုင်းသားတွေနောက်ကိုလိုက်နေပြီးတော့ ။ဒီနေ့မှာတော့တို့ပစ္စည်းတွေထားတဲ့နေရာကိုတွေ့သွားခဲ့ပါလေ။ချက်ချင်းပဲရဲကိုခေါ်ပြီးတော့အကြောင်းကြားလိုက်ချိန်မှာတော့အဲ့ဒီဖွဲ့ရဲ့လူအနည်းငယ်ကိုဖမ်းဆီးလိုက်မိခဲ့ပေမဲ့သူ့ကိုအိုလီဗာကစောင့်ကြည့်နေခဲ့တယ်ဆိုတာမသိနိုင်ခဲ့ပါဘူး။ဒီနေ့မှာတော့သူ့ရဲ့တပည့်တွေကိုလေးကျင်ခံတင်ပေးနေရင်းနဲ့မျက်နှာဖုံးတက်လူညောက်ကသူ့နားကိုရောက်လာခဲ့ပါလေ။ဒါနဲ့ဒေမီယန်လည်းသူ့ကိုလာပြီးတပ်ဖြတ်တဲ့ကောင်တွေလို့တန်းတီးလိုက်တာကြောင့်မတ်လောက်သားလောက်ဖြစ်အောင်ညုံမဲဆွဲတဲ့အထိကိုရိုက်ပေးလိုက်ပါတော့တယ်။နောက်ဒီနေ့မနေ့ကျောင်းလာချိန်မှာတော့သူတို့ကျောင်းလုံးကျုံရေးတွေကိုကြည့်လိုက်တာနဲ့ဒဏ်ရာရနေတာတွေ့ခဲ့ပြီ မနေ့ကလူတွေကဒီကောင်တွေပဲလို့တန်းသိလိုက်ပေမဲ့တက်တည်မရှိတာကြောင့်ဘာမှလုပ်လို့မရခဲ့ပါဘူး။တစက်တည်းမှာပဲသူတို့တန်းတဲ့ကကော်မလေးတယောက်ရဲ့ဖခင်ကိုလူဆိုးတွေကဖမ်းဆီးထားလိုက်ပြီးတော့ဒေမီယန်ကိုအလုပ်ကနေထုတ်ဖို့အစီအစဉ်ဆွဲလိုက်ပါတယ်။နောက်ရင်းနေ့သူကြောင်းလာချိန်မှာတော့သူ့ကိုဆရာသမားတွေအကုန်လုံးကမနာလိုမရှုစိတ်မျက်လုံးတွေနဲ့ကြည့်နေတာတွေ့ခဲ့ပြီးတော့ဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။ဒီချိန်မှာအကြက်ကန်ခံတားရတဲ့ကျောင်းသူကမင်းညာကဆရာကသမီးကိုမရင်းကျင်တယ်လို့ဆွဆွဲလိုက်တာနဲ့ဒေမီယန်လည်းထောင်ချောက်စင်ဖမ်းခံလိုက်ရတယ်လို့တန်းသိလိုက်ပြီးတော့ကျောင်းကနေတန်းထွက်လာခဲ့ပါတော့တယ် တကယ်စားနဲ့ပတ်သက်ပြီးဒေမီယန်ကိုရိုင်းလည်းအဲဒီကောင်မလေးစီကိုနှစ်ယောက်တည်းစကားပြောချိန်မှာတော့အယံမူးတော့ကျွဲကိုတဖြည်းဖြည်းပေါ်လာပြီးတော့ပပျောက်ကောင်းကိုလူစိုးတွေကဝိုင်းရိုက်ထားလို့ဒေလူမျိုးပါဖြစ်နေတဲ့အကြောင်းမှသိလိုက်ရပါတယ်။ဒါနဲ့ဒေမီယန်စီရင်အောင်သွားချိန်မှာတော့ပပျောက်ကောင်းစီကနေမူးရဲ့ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးကိုရလာခဲ့ပါတယ်။တကယ်တော့ဒေမီယန်လိုက်ရှာနေတဲ့မူးရဲ့ဇေဝချက်တဲ့နေရာကတခြားနေရာမဟုတ်ဘဲနဲ့သူတို့တက်နေတဲ့အကြောင်းပဲလို့သိလိုက်ရပါတယ်။ အဲ့ဒီနေရာမှာတော့တင်တော့ကိုပစ္စည်းတွေနဲ့စီးချက်နေတာကိုသိလိုက်ပြီးတော့ဒေမီယန်ကညာရင်းကျင်းရောက်သွားခဲ့ပါတယ်။သူကိုယ်တိုင်လည်းရဲကိုအကြောင်းကြားဖို့မှတ်တမ်းဗီဒီယိုလိုက်ရိုက်နေရင်းနဲ့စီးပြမဲ့နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။သူချစ်သူဆိုဗီယာကိုလည်းသူတို့အကြောင်းမှာမွေးရစေချစ်နေတဲ့အကြောင်းကိုဖွင့်ပြောခဲ့ပြီးတော့ဒီကိစ္စကိုစတင်ကင်ွယ်တော့မယ်လို့လည်းပြောလိုက်ပါတယ်။နောက်တနေ့မနက်မှာတော့အကြောင်းစရာကြီးကိုမှတ်တမ်းတပ်ပုံတွေဗီဒီယိုတွေထုတ်ပြခဲ့ပေမဲ့အကြောင်းကြီးကတော့ဒီမှတ်တမ်းတွေကလူကိုမမြင်နိုင်အောင်ဝါနေလို့ဘာမှအသုံးမချဘူးလို့ပြန်ပြေးလိုက်ပါတယ်။ ဓာတ်ပုံထဲမှာပါတဲ့အကြောင်းဆောင်ကိုခေါ်ပြီးတော့စစ်တော့လေအဲဒီလူကသူတို့အားလုံးရှေ့မှာတယ် PPE လိမ်ညာလိုက်တာကြောင့်ဒေမီယန်တယောက်ဘာမှဆက်လုပ်လို့မရတော့ပါဘူးတကယ်တော့အဲဒီမှုကမန်ကန်ကျောင်းဆိုဖီယာကိုရိုင်းလဲရိတ်စားမိနေခဲ့ပြီးတော့စိတ်ထဲကြနေတဲ့ဒေမီယန်ခန်းစီကိုသွားပါတော့လေအဲဒီညမှာတော့ဒေမီယန်ကအတင်းလေးကသူ့ရဲ့နာကျင်တိတ်ကိုဖွင့်ပြောပြခဲ့ပြီးတော့နှစ်ယောက်တူတူလူလူလာလာပဲအိတ်ဆက်လိုက်ကြပါလေနောက်တစ်နေ့မှာတော့ဒေမီယန်တယောက်လဲလိုက်ဆောင်စမ်းချိန်မှာလူစိုးတွေကစေးချက်သမားရဲ့မိမကိုဖမ်းဆီးကကြက်ကင်ထားမှန်းထပ်ပြီးတော့တိလိုက်ရပါတယ် ဒီချိန်မှာခေါင်းဆုပ်ဝတ်ထားတဲ့အိုလီဗာကဆိုင်ကနေရောက်ချလာပြီးတော့တက်တီကိုတခါတည်းတက်ပစ်ပြီးတော့ခပြေးသွားခဲ့ပါတယ်။ဒီဘက်မှာတော့ဆိုဖီယာကသူတို့မူရဲ့ဂိုင်းနဲ့ပတ်သက်တဲ့ကော်မလေးရဲ့ဗီဒီယိုခန်းထဲကနေစည်ရင်းစာအုပ်တစ်ခုကိုတွေးခဲ့ပြီးတော့အဲဒီလူတွေအကုန်လုံးကမူရဲ့စီးကိစ္စမှာပါနေတယ်ဆိုတာသိလိုက်ရပါတယ်။အဲဒီစာအုပ်တွေကလိမ့်စာတိုင်းလိုက်သွားချိန်မှာတော့အရေးအတွက်များပြားတဲ့မူရဲ့စီးအထုပ်တွေကိုတွေးလိုက်ရသလိုတစက်တည်းမှာပဲအိုလီဗာရဲ့ကျောင်းဆောင်လူမကြီးအဖွဲ့ပါတွေးလိုက်ရပါတော့တယ်။ ဒီချိန်မှာပဲအဲ့ဒီမွေးရကိုင်းကိုစီမံခန့်ခွဲနေတဲ့လူကမောင်လူတွေကလူလုံးထွက်ပြလာပြီးတော့ဒေမီယန်နဲ့ဆိုဖီယာပါမယုံကြည်နိုင်ဖြစ်သွားခဲ့ရပါတယ်။သူတို့မြိုင်တိုင်းအနယ်ကျောင်းမှာမွေးရဇေဝကိုဖြန့်ချီရောင်းချနေတဲ့ခေါင်းဆောင်ကတော့တခြားသူမဟုတ်ဘဲနဲ့သူတို့ကျောင်းဦးကြီးကိုရိုင်းမဲဆိုတာကိုသိလိုက်ရပါတယ်။ကျောင်းဦးကြီးကသူတို့ဇေဝရဲ့ကိစ္စကိုလာရှုပ်တဲ့ဒေမီယန်တို့ကိုတပ်ပစ်ခါနေချိန်မှာပဲဒေမီယန်ဘက်ကနေတက်ကူရီရောက်လာခဲ့ပါတယ်။အဲ့ဒီလူတွေကတော့သူကိုယ်ခံပညာသင်ပေးခဲ့တဲ့ကျောင်းသားကျောင်းသူတွေပဲဖြစ်ပြီးတော့ တို့အကုန်လုံးလည်းဒေမီယန်သတင်းပေးလိုက်တာကြောင့်ရောက်ချလာခဲ့တာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့စေကန်းပေးမှလည်းတယောက်နဲ့တယောက်အသေးချေတပ်ပုတ်ခဲကြပြီးတော့ဒေမီယန်ကိုယ်တိုင်လည်းလူမိုက်ကောင်းဆောင်အိုလီဗာကိုရက်စဲဝိုင်ယာဂျိုးရီစီကိုစောင့်ကန်လိုက်ပြီးတော့ဆုံးသက်ပေးလိုက်ပါတယ်။ကောင်းဆောင်ကျောင်းကြီးကတော့ဆိုဖီးယားကိုတနက်တော့ဖမ်းဆီးတာညံ့ခံဖို့ပြောခဲ့ပေမဲ့လည်းဒီလိုချင်းချောက်ခံနေရတာယိုးနေတဲ့ဒေမီယန်ကတော့ဘလို့မှဆန်တဲ့လို့မရခဲ့ပါဘူး။ကျောင်းကြီးလက်ထဲကနေဆိုဖီးယားကိုပြန်လူယူချိန်မှာတော့ကျောင်းကြီးကချိန်ထဲကတင်ထားတဲ့ပစ္စတိုတစ်လက်ထုတ်လိုက်ပါတယ် သူတနာကိုမောင်းချင်လို့မပြေးခင်ပါပဲမိုက်ကယ်ရဲ့သားဖြစ်သူကသူ့ကောင်းပေါ်ကိုတတူအယုတ်ပေါင်းများစွာပစ်ချလိုက်ပြီးတော့တခါတည်းတပ်ပစ်လိုက်ပါတယ်ရုပ်ရှင်ရနောက်ဆုံးပိုင်းမှာတော့ဒေမီယန်ကိုတစ်ချိန်လုံးအမြင်မကြည်လင်ဖြစ်ခဲ့တဲ့မိုက်ကယ်ရဲ့သားဖြစ်သူကလည်းအမြင်ရှင်းလင်းသွားသလိုဆိုဖီယာနဲ့လည်းဒီတပန်တတ်တဆုံးပေါင်းဖက်သွားကြရင်လည်းဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်